မနိုင်ငံဟာမြေချောင်း AI ပေါ်များတဲ့နိုင်ငံတိုင်းငယ်ဖြစ်တာကြောင့်တဘာဝအရင်းမြစ်တွေထဲမှာငါးသိရန်စာရအရင်းမြစ်တွေလည်းပေါ်ကျော်သွားပါတယ်။ရေချိုးရေငန်ကရရှိတဲ့ငါးတွေကိုရေရှည်စာသုံးနိုင်ဖို့အတွက်မချောင်းစာသားတွေထုတ်လုပ်ကြတာရှေးအခါကလေးကဖြစ်ပါနေ။ငပီငချောင်းတွေကတော့မြန်မာပြည်ကလူတွေရဲ့အခြေခံစာသုံးပုံတစ်မျိုးလိုဖြစ်နေပါတယ်။ငချောင်းမျိုးမျိုးနဲ့ဟင်းလျာတွေရောလောချက်ပြုတ်တဲ့ဟင်းလျာတွေကမိသားစုထမင်းဝိုင်းတွေကအစား အလူပွဲတွေအထိထမင်းမြိန်နဲ့ဟင်းလျာတွေဖြစ်ကြပါတယ်။ရေချောင်းအင်းအိုင်ဝေးရွေကန်တွေကရရှိတဲ့ရေချောင်းငချောင်းတွေနဲ့ပင်လယ်ကရရှိတဲ့ငချောင်းမျိုးမျိုးဟာမြန်မာပြည်သူတွေရဲ့နေစဉ်ဘဝစားသောက်ကုန်တွေထဲမှာပေါ်များစွာရှိနေပါတယ်။ဒါကြောင့်တပိုင်းတိုင်းငပိငချောင်းလုပ်ငန်းတွေကလည်းဒီသားသလိုများများမှာရှိကြပါတယ်။ အထူးသဖြင့်ရန်ကုန်ပါဝင်အီယဝရီမြို့ဝကျွန်းပေါ်ဒေသနဲ့ရခိုင်တနင်္လာရီအစရှိတဲ့ကံယူရန်ဒေသတွေမှာတပိုင်းတိုင်းငချောလုပ်ငန်းတွေများစွာရှိပါတယ်မြန်မာပြည်မှာဒင်းကျော်ပွဲတော်ကစပြီးတကြံပွဲတော်ကာလာတီအလူပွဲတွေရှိကြပါတယ်။အလူတန်းအမျိုးမျိုးမှာငချောင်းပါဝင်တဲ့ဟင်းလျာတွေအများကြီးပါဝင်လေးရှိကြပါတယ်။မိုးကုံလုံးပွင့်လင်းရသည့်ရောက်ဝေဆိုရင်ငချောင်းလုပ်ငန်းတွေတွင်တွင်ကြယ်လောက်ကန်ကြပြီးငချောင်းရသည်လို့ခေါ်ကြပါတယ်။ မြမပြည်မှာငချောက်ထုတ်ကုန်တွေကိုရှေးခါကလေးကထုတ်ထုတ်တဲ့ပုံစံအတိုင်းစားသိနေဘူးလန်လီတလက်အောင် ပြုလုပ်တာနဲ့မိကုန်းမိုင်းနိုင်တာတွေကိုလက်ရှိချိန်ထိအသုံးပြုလျက်ရှိပါတယ်ငါကိုလေနေအောင်ကြီးတို့နဲ့ခြောက်ထွေးစီတာကတက်တန်းအချဆုံးနီလန်တစ်ခုဖြစ်ပါတယ်။အချောက်လန်းအေရီးယားကျေတာနဲ့နေဘူးချိန်များများရှိနိုင်တာက ငချောက်ထရနုံတွေကိုပို့ကောင်းစေပါれ။လောက6ဒေထွားတဲ့ငချောက်တွေဟာနှစ်တွေအများကြီးတိုင်အောင်တိုးလောင်းသိမ်းဆည်းထားနိုင်တာဖြစ်ပါれ။ရောင်းနှင်းဝင်ငချောက်ဖြစ်လာဖို့အစင်းစင်းပြုလုပ်ရတာတွေရှိပါれ။ငချောက်လုပ်ငန်းတွေဟာလူအင်အားများလိုအပ်တဲ့လုပ်ငန်းတွေဖြစ်ပါれ။ငါကောင်ခုတ်တော့အခြေကုန်ခွာဥထုပ်တန့်စင်တော့ အသားလွှာခွဲချမ်းတာစာရှိတဲ့လုပ်ငန်းစဉ်တွေကိုအဖွဲ့လိုက်လှုပ်ဆောင်ကြတာမျိုးဖြစ်ပါတယ်စာရေးပြပြစိန်တာရေးစီတာ၆လန်းတာတင်းစီတာစမ်းရှိတဲ့လုပ်ငန်းစဉ်တွေလည်းများပါတယ် ။ငချောင်းလုပ်ငန်းတွေမှာအမျိုးသမီးတွေတော်တော်များများလောက်ကင်ကြတာကိုတွေ့ရတဲ့အတွက်အမျိုးသမီးတွေရဲ့အလောက်ကင်အခွင့်အလမ်းတမျိုးလို့ဆိုနိုင်ပါတယ်။ငချောက်တွေကိုအစင်းစင်းပြုတ်လုပ်ပြီးနေဘူးထဲမှာနှစ်ရက်သုံးရက်ကြာအောင်နေလန်းကြရတာဖြစ်ပါတယ်။ပြီးရင်ချောက်တွေရဲ့ခန်းထဲမှာစနစ်တကျထားရှိတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာငရဲငမဲလုံးငကုန်းရှက်ငတကုန်းငစင်ရဲငနိတူစားရှိရဲရေချိုရေငန်ငချောက်မျိုးပေါင်းအစုံလင်ရှိပါတယ်ငချောက်ပြုလုပ်တဲ့နေရာမှာနီလန်းနဲ့ပေါ်မူတည်ပြီးငချောက်ရေတွေခွာခြားမှုရှိလို့ရေခဲရတဲ့ငါးနဲ့ရေခဲမြိတ်ထားတဲ့ငါးတွေကိုငချောက်ပြုလုပ်ရမှာလေရေသေးခွာခြားမှုရှိတယ်လို့သိရပါတယ်ငချောက်ထုတ်လုပ်မှုတွေမှာအယောင်လှပအောင်စေးစိန်ဓာတ်တွေရှင်မနာအောင်စေးသုံးဓာတ်တွေပြုလုပ်လာကြတဲ့အတွက် ကျမရေးမိထက်ဆူဂျူတွေလည်းရှိလာပါတယ်။ငချောင်းစီကွယ်မှာစားသုံးသူတွေကအယောင်လာတာကိုပို့ကြိုက်တဲ့အတွက်ငချောင်းပြုလုပ်သူတွေကလည်းစိုးစင်းတွေထည့်သုံးကြပါတယ်။အခုနောက်ပိုင်းမှာလူတော်တော်များများကစိုးစင်းတွေရဲ့ကျမရေးအန္တရာယ်ကိုသိရှိလာတဲ့အတွက်တဘာဝအတိုင်းစိုးစင်းမတုံနဲ့ငချောင်းထုတ်လုပ်မှုတွေလည်းရှိလာပါတယ်။စီကွယ်ထဲမှာထုတ်ပုံမှုပုံစံအမြင်မျိုးမျိုးနဲ့အသေးစားငချောင်းတွေကိုလည်းစားသုံးသူတွေများကြပါတယ်။ ပြည်တွင်နှုံငချောက်တွေကိုနိုင်ငံတကာအဆင့်မီဈေးကွက်ဝင်မှုဤပညာအရင်းဤနဲ့ဈေးကွက်လိုအပ်ချက်တွေရှိတယ်လို့ငချောက်လုပ်ငန်းရှင်တွေစီကတည်ရပါတယ်။ဈေးကွက်တွေမှာငါးပေါ်မူတည်ပြီးဈေးနှဲဆုံးငချောက်တွေနဲ့ဈေးလိုမြင်တဲ့ငချောက်တွေအမျိုးအစားအမျိုးမျိုးရှိကြပါတယ်။မြန်မာပြည်မှာငချောက်စားသောက်ပုံတွေဟာလူကြိုက်များတဲ့အစားအသမျိုးဖြစ်တဲ့အတွက်ငချောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေကလည်းအလွန်အရေးပါတဲ့လုပ်ငန်းများအဖြစ်နဲ့တည်ရှိနေပါတော့တယ်။